အားလုံးပဲမင်္ဂလာပါအဲ့ဒီကချင်းကနေပြန်လေကြိုဆိုလိုက်ပါတယ်အခုတော့အရှမာလဲစစ်ရိတ်တွေတန်းလာတာကို တွေ့ရပါတယ်အိန္ဒိယကထိန်းချုပ်တာတဲ့ဒီကက်ချမီးယားဒေသမှာဒီလူ26ယောက်တပ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ဒါအိန္ဒိယဘက်ကအဲ့ဒီနေဆက်တွေမှာဒါတတိယချက်ကိုလှုပ်လာတာတွေတွေ့ရပါတယ်အိန္ဒိယဘက်ကတော့ဒီတပ်ဖြတ်မှု ဖြစ်စဉ်နဲ့ပတ်သက်လို့ဒီဒီဖြစ်စဉ်မှာအကြမ်းဖက်တိုက်ခိုက်မှုဒီဖြစ်စဉ်မှာဒီပါကစ္စတန်ကချောချောနောက်ခံ ပေးထားတယ်ဆိုတာကိုသူကအတိအလင်ကြီးကိုသူကပြောဆိုနေပါတယ်ဒါကြောင့်လဲအိန္ဒိယကဒီကိစ္စကိုထိန်းချုပ်နိုင်ဖို့အတွက်နေဆက်မှာဒီရှိတဲ့ကိစ္စရပ်တွေအားလုံးကိုတင်းတင်းကြပ်ကြပ်အာစစ်ဆေးတာတွေလုပ်နေသလိုဒီပါကစ္စတန်နဲ့အိန္ဒိယနှစ်နိုင်ငံကြားမှာနှစ်ပေါင်းများစွာသဘောတူခဲ့တဲ့ဒီအိန္ဒူဒီရေခွေးဝေးစနစ်အစာချုပ်ကိုလည်းဒါအိန္ဒိယဘက်ကရက်ဆိုင်ခဲ့ပါတယ်ဒီအိန္ဒူရေခွေးဝေးကိစ္စကလည်းအတော်လေးကိုအရေးကြီးတဲ့ကိစ္စတစ်ခုပါအထူးသဖြင့်တော့ပါကစ္စတန်နိုင်ငံတို့ရဲ့ရည်ရွယ်ချက်မှုတွေအတွက် အရေးကြီးတဲ့ကိစ္စလို့ပြောရပါမယ်ဆိုတော့ဒီလိုချန်ပီယံတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့အိန္ဒိယနဲ့ဒီပါကစ္စတန်ဂျာမာအာတင်းမာမှုတွေရှိနေပြီးတော့မှဒီနေဆက်ဖြတ်ကျော်ဝင်ရောက်မဲ့ဒီနှစ်ဖက်ပြည်သူတွေအတွက်လည်းသူတို့ဗီဇာတွေအကုန်လုံးကိုရက်ဆိုင်ထားတဲ့အခြေအနေမှာရှိပါတယ်အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံစလုံးကလည်းနျူကလ িয়ার လက်နက်တွေပန်ဆိုင်ထားပြီးတော့စစ်ရေးမှာလည်းဒီအင်အားကြီးတဲ့နိုင်ငံတွေလို့ပြောလို့ရပါတယ်ဒီမကြတဲ့ခင်ဒီရက်ပိုင်း တရညက်လောက်မှာဒီ light of control လို့ခေါ်တဲ့ဒီနှစ်ဖက်ထိ ंछ ုပ်ထားတဲ့နေဆက်မှာပါကစ္စတန်နဲ့အိန္ဒိယကြားအပြန်အလှန်ပစ်ခတ်တိုက်ခိုက်တာတွေရှိပါတယ်ဒီနိုင်ငံစစ်ဖြစ်မှာကိုကုလသမဂ္ဂကလည်းအကြီးအကျယ်စိုးရင်ချက်တွေရှိပါတယ်ဒါပေမဲ့အခုလောလောဆယ်တော့အများကြီးမပြင်းထန်သေးဘူးဆိုပေမဲ့ဒါကပေါ့ရော့လို့တော့မရပါဘူးဒါပေမဲ့ American ကိုကြည့်မယ်ဆိုလို့ရှိရင် American ကတော့ဒီနိုင်ငံကြားမှာအခုလောလောဆယ်မှာတော့ဝင်ရောက်ဖြစ်ချင်းတာတွေတော့ဘာမှ မရှိသေးဘူးပေါ့ဒါပေမဲ့အမေရိကန်ကတော့အိန္ဒိယဘက်ကိုတော်တော်လေးရိမ်းပုံတော့ရပါတယ်ဆိုတော့ဒီကက်ရှမီးယားဒေသမှာဖြစ်ခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဘယ်အကြမ်းဖက်အဖွဲ့ကတိုက်ခိုက်တာလဲပြီးတော့အဲ့ဒီအကြမ်းဖက်အဖွဲ့တွေရဲ့နောက်မှာဘယ်သူတွေရှိနေလဲပြီးတော့ဒီနှစ်နိုင်ငံပါကစ္စတန်နဲ့အိန္ဒိယအတွက်အရေးကြီးတဲ့ဒီအိန္ဒူရေခွေးဝဲသုံးဆွေးရေးဒီစာချုပ်ဆိုတာကလည်းဘာလဲဆိုတာကိုကျွန်တော်တို့ရှေ့မှာဆက်ပြီးလေ့လာကြည့်အောင်ပါ ဆိုတော့1948ခုနှစ်ကဒီဗြိတိရှ်ကိုလိုနီလက်အောက်ကနေလွတ်လပ်ရပြီးနောက်ပိုင်းအိန္ဒိယနိုင်ငံလွတ်လပ်ရပြီးနောက်ပိုင်းပေါ့ဆိုတော့နိုင်ငံအကွေးထွက်သွားတဲ့အချိန်ကနေစပြီးတော့မှဒီပဏိပကဟာအဲ့ဒီကက်ရှမီးယားဒေသမှာမရှင်းမလင်းနဲ့မကြေလည်တဲ့ကိစ္စတွေရှိခဲ့ပါတယ်သူကစစ်ရေးပြိုင်ဆိုင်တာဘာသာရေးလူမျိုးရေးတင်းမာတာတွေကလည်းအခုချိန်ဒီအဲ့ဒီအဆက်တွေကအာတွေ့နေရတော့မှာပဲဒီပြီးခဲ့တဲ့ April 22ရက်နေ့ကဒီကက်ရှမီးယား အာဒေတာဂါဒီပဟာဂန်မြို့တိုက်ခိုက်မှုမှာဒီပါကစ္စတန်အခြေစိုက်အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့အာလက်ရှ်ကိုင်အီတိုင်ဘာနဲ့အချိတ်ဆက်ရှိတဲ့လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ The Resistant Front TRF လက်ချက်ကြောင့်ဖြစ်တယ်လို့ဒီအိန္ဒိယဘက်ကတော့သူကပြောဆိုထားပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ပါကစ္စတန်ကကွယ်ရေးဝန်ကြီးဒီကဝါဂျမ်မူဟာမက်အဆက်ကတော့ဒီအပလန်ဆန်နဲ့9ရက်နေမှာဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဒါစစ်ဆင်မဲ့ဆိုပြီးတော့မာဒီနိုင်ငံတကာကိုသူတောင်းဆိုထားတာရှိပါတယ်ဆိုတော့ဒီ resistant for TIF ဆိုတာဘလို့အဖွဲ့မျိုးလဲဆိုတာကိုအရင်ဆုံးကြည့်အောင်ပါ TIF အဖွဲ့ကဒီကက်ရှမီးယားဒေသမှာလှုပ်ရှားတဲ့အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်ပြီးသူတို့အဖွဲ့ကဆိုလို့ရှိရင်ဒီ2019နှစ်ကုန်ပိုင်းလောက်မှာဖွဲ့စည်းခဲ့တဲ့အဖွဲ့စည်းတစ်ခုဖြစ်ပါတယ်ဆိုတော့အဲ့ဒီ2019အကောလာလောက်မှာအိန္ဒိယအစိုးရကအဘဒယ်လောက်ခဲ့တာရှိလဲဆိုတော့ဒီချမ်မူးနဲ့ဒီကက်ရှမီးယားပြည်နယ်မှာ ရှိတဲ့ ဒီနေဆက်အတွက်ပေါ့လေဒီပါကစ္စတန်နဲ့အိန္ဒိယအာနေဆက်ဒီဂျမ်မူးနဲ့ဒီကက်ရှမီးယားပြည်နယ်ကိုအထူးခွင့်ပေးထားတဲ့ဒီပုံမှန်300နဲ့380ကိုဒါဖျက်သိမ်းခဲ့တာရှိပါတယ်အိန္ဒိယဘက်ကဆိုတော့နားလည်အောင်ဥပမာပေးရမယ်ဆိုလို့ရှိရင်ဒီဂျမ်မူးနဲ့ကက်ရှမီးယားဒေသကိုဒီပြည်နယ်အာဏာခွဲဝေပေးထားတဲ့သဘောမျိုးဖြစ်ပါတယ်ဆိုတော့အဲ့ဒီသဘောမျိုးကိုဒီအခုကအဲ့ဒီအာဏာခွဲဝေစနစ်ကိုမပေးတော့ဘင်းနဲ့ အိန္ဒိယပြည်ထောင်စုအစိုးရရဲ့လက်အောက်မှာဒီဂျမ္မူးနဲ့ကက်ရှမီရဒေသကိုပေါ့ဒီဂျမ္မူးနဲ့ကက်ရှမီရဒေသကိုအပီးတိုင်သူကဒီဘဟုအစိုးရပြည်ထောင်စုအစိုးရပေါ့ပြည်ထောင်စုအစိုးရလက်အောက်ထက်ကိုတိုက်ရိုက်တွင်းလိုက်တဲ့အနေအထားမှာရှိပါတယ်ဆိုတော့ဒီလိုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ TRF အဖွဲ့လက်နက်ကင်အဖွဲ့တွေပေါ်ထွက်လာတယ်လို့ပြောရမှာပေါ့ဘယ်လက်နက်ကင်အဖွဲ့ပဲပေါ်လာပေါ်လာသူ့နောက်မှာတော့ဒီကြောထောင်းနောက်ကင်ဆိုတာရှိပါတယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒါအများကြီးတွေ့မြင်ရမှာပါဒါအနည်းဆုံးအဆင့်တော့စစ်ပညာ တင်ရမယ်ဆိုရင်တော့အရင်ဆုံးသူများစီမှာတင်ကြရတာပါပဲဒီလို TF လက်နက်ကင်အဖွဲ့ရဲ့နောက်မှာတော်တော်တော့ကဲပေးထားတဲ့အဖွဲ့တွေလည်းရှိပါတယ်အိန္ဒိယဘက်ကပြောတာကတော့ဒီ TF အဖွဲ့ရဲ့နောက်မှာဒီ Lash Ikabai အဖွဲ့နဲ့ Hizbul Mujahid Hindi ဆိုတဲ့ဒီပါကစ္စတန်ကတော်တော်တော့ကဲပေးထားတဲ့အကြမ်းဖက်အဖွဲ့တွေရှိနေပါတယ်ဆိုတော့အီရန်ကနောက်ခံပေးထားတဲ့ဟူဒီအဲတပုံတွေလိုမျိုးပေါ့ဆိုတော့အဲ့ဒီအဖွဲ့တွေကိုပါကစ္စတန်စစ်ထောင်လန်ရေးအဖွဲ့ ီ inter service intelligence ဒီ ISI ကဒီငွေကြေးလက်နက်နဲ့ဒီလက်ကျင်ရေးတွေပြကြလို့ရှိရင်ဒီနီးပညာပိုင်းဆိုင်ရာတွေအကူအညီပေးနေတယ်လို့ဒါအိန္ဒိယဘက်ကသူအခိုက်မှာသူတို့ပြောထားတာရှိပါတယ်ဆိုတော့ဒီ TIF လက်နက်ကိုင်အဖွဲ့ကဒီဂျမ်မူကက်ရှမီးယားအထူးသဖြင့်ဒီရှရီနာဂါမြို့နဲ့တခြားတော့ဒီအဓိကမြို့တွေမှာသူတို့မပါလို့လဲဆိုတော့ဒီအကြမ်းဖက်လောက်ရတဲ့ဖြစ်တဲ့ဒီလူတက်တာတို့ဘုံခွဲတာတို့ ဒီချိန်ချောက်တာတို့ပြီးကြလို့ရှိရင်လူပြန်ပဲဆွဲပြီးတော့မှဒါငွေတောင်းတာတို့နဲ့အိန္ဒိယအစိုးရဝန်ထဲတွေကိုတိုက်ခိုက်တာတည်းအများကြီးလောက်ခဲ့တာရှိပါတယ်ဒီလိုလောက်ရတဲ့သူတို့အဖွဲ့ရဲ့ရည်ရချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ကက်ရှမီးယားဒေသကိုအိန္ဒိယရဲ့ထိန်းချုပ်မှုအောက်ကနေအာလွတ်မြောက်ဖို့အတွက်နဲ့ဒီပါကစ္စတန်နိုင်ငံနဲ့ပေါင်းစည်းရေးကိုသူတို့ယူရထားတာကိုဒါမြင်တွေ့ရပါတယ်ဆိုတော့ဒီအဖွဲ့တွေဟာပါကစ္စတန်နဲ့ပေါင်းပြီးအရှိတောင်အရှောက်ကိုပါ ဒါခြေဆက်လာဖို့ရည်ရွယ်ချက်တွေရှိပါတယ်ဆိုတော့ဘာကြောင့်ဒီလိုမျိုးပြောရလဲဆိုလို့ရှိရင်တို့အဖွဲ့ကိုအဓိကဦးဆောင်နေတာအစ္စလာမစ်တွေဦးဆောင်နေတာပါဆိုတော့ဘာသာရေးလူမျိုးရေးကိုအကြောင်းပြပြီးတော့မှဒီအိန္ဒိယကနေဒါခွေးထွက်ချင်တာပါဆိုတော့အဲ့ဒီကက်ရှမီးယားဒေသမှာကိုယ်တိုင်ကလည်းအာမု슬င်လူဦးရေကအတော်လေးကိုများတဲ့နေရာတခုဖြစ်ပါတယ်ဆိုတော့အိန္ဒိယအစိုးရရဲ့ဒိုင်ယိုက်ကုကမှုအောက်မှာမနေလိုတဲ့သဘော ေါ့လေဆိုတော့ခွေးထုတ်ဖို့ကြိုးစားနေတဲ့ဒီ TRF လက်နက်ကိုင်အဖွဲ့အစားဆိုလို့ရှိရင်ဒီ Islamic ဒါစစ်သွေးကြော်တွေနဲ့ပေါင်းပြီးတော့မှဒီအကြမ်းဖက်လောက်ရက်တွေကိုအခုချိန်မှာဒါပေါ်ပေါ်တင်ဒါလောက်လာတယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒါအရင်တုန်းကဒီ TRF နဲ့ Islamic စစ်သွေးကြော်တွေကဒီ Kashmir ဒေသကလူငယ်တွေကို ဒီဘာသာရေးတွေအလူမျိုးရေးတွေကိုအာရိုက်သွင်းပြီးအိန္ဒိယမြေပေါ်မှာဒါအကြမ်းဖက်တဲ့လုပ်ရတဲ့လှုပ်ဆောင်ခဲ့တာအများကြီးရှိပါတယ်။၂000တခုနှစ်မှာဆိုလို့ရှိရင်ဒါအိန္ဒိယပါလီမန်ကိုဒါအကြမ်းဖက်တိုက်ခိုက်တာတွေလုပ်ခဲ့တာရှိတယ်။ပြီးကြလို့ရှိရင်ဒီ2008မှာလည်းဒီမွန်ဘာဆိုတဲ့ကြေကျော်တဲ့နေနဲ့အာအကြမ်းဖက်တဲ့လုပ်ရတဲ့ကိုအများကြီးလုပ်ခဲ့တယ်။ဒါကြောင့်လည်းအမေရိကန်ကုလသမဂ္ဂနဲ့ဒီတခြားနိုင်ငံတွေကသူတို့အဖွဲ့တွေကို TIF အပါဝင်ပေါ့သူတို့ဖွဲ့တွေကိုဒါအကြမ်းဖက်အဖွဲ့တွေဆိုပြီးတော့မှတတ်မှတ်ခဲ့တာရှိပါတယ်ဆိုတော့ဒါက TIF အဖွဲ့ရဲ့နောက်ခံသမိုင်းအကြောင်းနဲ့ဒါအချိန်ဆက်ဖြစ်ပြီးဒါပြောသွားတာဖြစ်ပါတယ်ဆိုတော့ဒီဘက် Kashmir data အခြေအနေကိုကျွန်တော်တို့ပြန်လည်ကြည့်မယ်ဆိုလို့ရှိရင်ဒီ Kashmir data ဆိုတာကတော့ဒီအိန္ဒိယနဲ့ပါကစ္စတန်ဒီတရုတ်နိုင်ငံတို့နဲ့ဒီနေဆက်ရှင်ထိဆက်နေတဲ့ဒီမဟာဗျူဟာမြောက်နေရာတစ်ခု ဖြစ်ပါတယ်ဆိုတော့ အဲ့ဒီဒေတာရဲ့လက်ရှိအနေအထားကိုနားလည်ဖို့အတွက်ဆိုရင်ကက်ရှမီးယားဒေတာရဲ့ပထဝီနိုင်ငံရေးအခြေအနေနဲ့တမိုင်းအကြောင်းကိုအနည်းငယ်တော့ဒါပြန်လည်ကြည့်ဖို့လိုမယ်လို့ထင်ပါတယ်ဆိုတော့ကိုလိုနီခရစ်တုန်းကဆိုလို့ရှိရင်ဒီ1948ခုအာနှစ်လောက်ကပေါ့ဆိုတော့ဗြိတိရှားကအိန္ဒိယကိုလွတ်လပ်ရေးပေးတော့ကဒီဂျမူးနဲ့ကက်ရှမီးယားပြည်နယ်ကိုဟိန္ဒူဘုရင်တာအာဟာရီရှင်အုပ်ချုပ်တဲ့တိချနေမြေတစ်ခုဖြစ်ပါတယ်ဆိုတော့ ဒါပေမဲ့လို့အဲ့ဒီဒေသမှာကဒီလူဦးရေအများစုကကျွန်တော်အရှိမပြောခဲ့သလိုမွတ်စလင်တွေဒါများပါတယ်ပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်တုန်းကရှမ်းတို့ကချင်တို့ဒါဂရီနီတို့လိုမျိုးနေရာတွေပေါ့ဆိုတော့အုတ်ချုပ်ရေးမှာကိုပိုင်အုတ်ချုပ်တဲ့ဒါအကြီးကဲမင်းတွေနဲ့ဒါသူတို့ကိုပိုင်အုတ်ချုပ်တယ်ဆိုတာကိုဆိုလိုချင်တာဖြစ်ပါတယ်ဗီတချက်ကအိန္ဒိယကိုလွတ်လပ်ရေးပေးပြီး1948ခုနှစ်မှာပဲဒါကက်ရှမီးယားစစ်ပွဲကဖြစ်ပါတယ် ဆိုတော့ပါကစ္စတန်နဲ့ဆက်ဆက်မှုရှိတဲ့မွတ်စလင်တွေကအာဒါကက်ရှမီးယားကိုသိမ်းပိုက်ဖို့သူကကြိုးစားတယ်။အဲ့ဒီမှာဟိန္ဒူဘီယင်ကအာဟိန္ဒူဘီယင်ဟာရီကပေါ့လေအိန္ဒိယကိုစစ်ကူတောင်းတယ်။အဲ့ဒီမှာအိန္ဒိယကိုစစ်ကူတောင်းတော့အဲ့ဒါအိန္ဒိယကိုစစ်ကူတောင်းရင်းနဲ့သူတို့ကကက်ရှမီးယားကိုဒါအိန္ဒိယမှာပေါင်းစည်းလှုပ်တဲ့စာချုပ်တွေအဲလှုပ်လှုပ်ပြီးတော့မှဒီ ောင်းစီရေးတခုဖြစ်သွားတယ်လို့ပြောရမှာပေါ့ဆိုတော့အိန္ဒိယအထက်ကိုတွင်းလိုက်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူတို့ချင်းချင်းဒါပေါင်းစီလိုက်တဲ့အနေထားမှာတော့ဒါရှိခဲ့တယ်ဒီလိုစစ်ပစ်တဲ့အကျိုးဆက်တွေကြောင့်ဒါအတေပြောက်တွေဖြစ်လာတယ်ပြီးတော့လူမျိုးရေးဘာသာရေးတွေကိုပါထိခိုက်လာမဲ့ထိခိုက်လာတဲ့ပုံစံတွေအများကြီးရှိတယ်ပေါ့ဆိုတော့ဒီဟာကိုအာရေရှည်မသွားဖို့အတွက်ဒါကုလသမဂ္ဂကဂျာဝဲဖြစ်ရှင်းပေးခဲ့တာရှိပါတယ်။1949ခုနှစ်အရောက်မှာအိန္ဒိယနဲ့ပါကစ္စတန်အကြာကာဒီနေမြေခွေးကိုရေ ိစ္စတွေကိုကုလသမဂ္ဂကကြောင်းဝင်ပြီးတော့မာဒီ line out control လို့ခေါ်တဲ့ထိန်းချုပ်မြင်းကိုနှစ်နိုင်ငံစလုံးကိုတတ်မှတ်ပေးခဲ့ပါတယ်ဆိုတော့အဲ့ဒီမှာကက်ရှမီးယား၃ပုံ၂ပုံလောက်ကိုအိန္ဒိယကပိုင်ပြီးတော့ဒီကျန်တဲ့တပုံကိုတော့ပါကစ္စတန်ဘက်ကထိန်းချုပ်ခွင့်ရခဲ့ပါတယ်ဒါပေမဲ့ဒီတတ်မှတ်မြင်းအပေါ်မှာမချေလေတာတဲ့ဖြစ်ပြီးတော့ဒီ1900နဲ့60နဲ့5နဲ့80နဲ့တက်မှာနောက်ထပ်စစ်ပွဲတွေဖြစ်ခဲ့ပါတယ်ဆိုတော့1999မှာလည်းကာဂီတိုက်ပွဲဒါဖြစ်ခဲ့တာတွေရှိပါသေးတယ် ဒီလိုတိုက်ပွဲတွေနဲ့နောက်ဆက်တဲ့ပဏိပက္ခတွေကအိန္ဒိယနဲ့ပါကစ္စတန်ကြားမှာအဖို့တွတ်အများကြီးဖြစ်ပြီးဒီကက်ရှမီးယားဒေသလုံးဝမတည်ငြိမ်မှုတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဆိုတော့အခုဖြစ်လာတဲ့ကက်ရှမီးယားအတိုက်ပွဲကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီဒုတိယတကြော့ပြန်တိုက်ပွဲပေါ့လေနော်ဒါကအစပဲရှိသေးတယ်သူတို့အအများကြီးလဲဒါဖြစ်လာမယ်လို့ဒါယူဆလို့ရတဲ့အနေအထားမှာရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီကက်ရှမီးယားအတိုက်ပွဲကအခုမှစလာမဟုတ်ဘူး။ တကြိမ်ကြိမ်ရှိခဲ့ပြီးကက်ရှမီယာတက်တိုက်ပွဲဟာဖြစ်ပြီးသွားပြီးအရင်တော့လည်းဖြစ်တယ်ပြီးကြတော့မှအခုမှပြန်ပြီးနောက်ထပ်တကြောပြန်ဖြစ်လာတဲ့ပုံစံမျိုးဖြစ်ပါတယ်ဆိုတော့ကက်ရှမီယာဒေသနဲ့ပတ်သက်ပြီးနိုင်ငံတကာအတိုင်းဝိုင်းနဲ့ဒီကုလသမဂ္ဂကလည်းဒါအကြင်ကြင်ချောင်းဝင်ညှိနှိုင်းပေးခဲ့ပေမဲ့လို့ထိရောက်တဲ့အခြေအနေမျိုးတော့ကျွန်တော်မတွေ့ရပါဘူးလက်ရှိမှာအိန္ဒိယအစိုးရကလည်းပုံမှန်380ကိုရုပ်သိမ်းပြီးတော့ဂျမ်မူးနဲ့ကက်ရှမီယာကိုဒီတော်စုနေမြေထဲမှာ ဖွဲ့စည်းလိုက်တဲ့အတွက်ပါကစ္စတန်ဘက်ကပို့ပြီးတော့မှမချင်မချမ်းနဲ့ဖြစ်လာတာပါဆိုတော့အိန္ဒိယဘက်ကဘလို့ပဲပြည်တော်စုထဲမှာထက်တဲ့အဲ့ဒီဒေသမှာမွတ်စလင်တွေများတဲ့အတွက်လုံခြုံရေးအရာတော့ထပ်ပြီးအာစိုးရင်စရာတွေရှိနေမှာပါဒါကြောင့်ဒီကက်ချမီးယားဒေသနဲ့ပတ်သက်လို့ပါကစ္စတန်ဘက်ကဒေသခံလက်နက်ကိုင်အဖွဲ့တွေကိုထောက်ပံ့ပြီးဒါတိုက်ခိုက်တာတွေလုပ်နေမှာဆိုရင်အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာဆက်ဆံရေးကခါတိမှုတွေနဲ့ရင်ဆိုင်နေရမှာဖြစ်ပါတယ် အိန္ဒိယနဲ့ပါကစ္စတန်ကျမ်းမှာတင်းမမှုကိုဒီဖြစ်စေတဲ့နောက်ထပ် အကြောင်းရင်းတွေလည်းရှိပါတယ်အဲ့ဒါကအိန္ဒူးရေပေးဝေးရေးစနစ်ကိုဖျက်သိမ်းလိုက်တဲ့ကိစ္စပါဆိုတော့1960ခုနှစ်လောက်ကချုပ်ဆိုခဲ့တဲ့ဒီအိန္ဒူးရေပေးဝေးရေးဒီကိစ္စဆိုလို့ရှိရင်နှစ်နိုင်ငံအတွက်အရေးပါတဲ့စာချုပ်တစ်ခုပါဟိန္ဒူးမြေဝဲဒေသကဒီရရှိတဲ့ဒီရေရေအမြင့်အာဟိန္ဒူမြစ်ဝမ်းဒေသကရရှိတဲ့ဒီရေအမြစ်တွေကိုဒါအိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံကြားမှာ မျှဝေတုံးစွဖို့ဆိုတဲ့ဒါသဘောတူစာချုပ်ကိုအဲ့ဒါအိန္ဒိယဘက်ကအခုရက်ဆိုင်လိုက်တဲ့အနေဒါမှဖြစ်တော်ပါပြီဒီရေအမြစ်ကိုအိန္ဒိယဘက်ကကြက်စီရက်ဆိုင်ထားမယ်ဆိုရင်တော့ဒါကစစ်ပွဲကိုဥတည်ပြီးခေါ်နေတာ ਨੇ တူတူပဲဖြစ်ပါတယ်ဆိုတော့နှစ်နိုင်ငံတန်ငင်းတမန်ငင်းကိုထထင်းထင်းလောက်ကြဖို့တော့အာ လိုကြပါလိမ့်မယ်ဒီဟိန္ဒူရေခွေးဝေးရေတုံးစေးရေစနစ်စာချုပ်အရဆိုလို့ရှိရင်တော့ဒါလိလမီတလောက်ကတော့ဒီအိန္ဒိယအခြေဘက်မှာရှိတဲ့မြစ်တုံကူဖြစ်တဲ့ဒီရာဘီ BS နဲ့ဒီဆာရှလီလို့ခေါ်တဲ့အာမြစ်တုံကူကနေရေရင်းမြစ်ကိုအိန္ဒိယဘက်ကနေအသုံးပြုခွင့်ရှိပြီးတော့မှဒီအနောက်ဘက်မှာရှိတဲ့အိန္ဒူရေဇလန်ယံချီနပ်လို့ခေါ်တဲ့ဒီမြစ်တုံစင်းကရရှိတဲ့ဒီရေရင်းမြစ်ကိုကြတော့ဒါပါကစ္စတန်ဘက်က ဒါအသုံးမျိုးကိုရှိပါတယ်ဒါကတို့တို့ဒီအိန္ဒုရေခွေးဝေးစနစ်မှာသဘောတူစာချုပ်မှာပါတဲ့ဒီအချက်တွေလို့ကျွန်တော်လေ့လာသိရှိရတယ်အာအိန္ဒိယဘက်ကမြစ်သုံးစင်အာပါကစ္စတန်ဘက်ကဒါမြစ်သုံးစင်ဒါအာတီကြားတို့ဒါရေအတွက်ရေရေမြစ်ရဖို့အတွက်ဒါခွေးဝေးထားတဲ့စာချုပ်ဖြစ်ပါတယ်ဆိုတော့ဒီစာချုပ်ရဲ့ဂျာနယ်အဖြစ်ဒါကမ္ဘာပြန်ရှိနေတယ်လို့လည်းဒါလေ့လာသိရှိရပါတယ်ဆိုတော့အရင်ကာလတွေတုန်းကအိန္ဒိယဘက်ကဒီရေအားလေးစစ်လုပ်ဖို့စီစဉ်ခဲ့တာတွေရှိပါတယ် အဲ့ဒါကဒီပါကစ္စတန်ပိုင်တဲ့ဒီဘက်ဇီလန်နဲ့ချင်းနယ်လို့ခေါ်တဲ့ဒီမြစ်ကြောင်းတွေမှာအိန္ဒိယကလေးစစ်တပ်ရာလက်စစ်တပ်ထုတ်ဖို့ကြံစားခဲ့တာရှိပါတယ်ဒါပေမဲ့ပါကစ္စတန်ဘက်ကဒီကန့်ကွက်ခဲ့တာရှိတဲ့အတွက်အလုပ်တော့မဖြစ်ခဲ့ပါဘူးဆိုတော့အခုလိုဒါပေမဲ့အခုလိုအကြမ်းဖက်တိုက်ခတ်ရတဲ့နောက်ပိုင်းမှာတော့အိန္ဒိယကတော့စာချုပ်ကိုတော့ဒါရက်ဆိုင်လိုက်တဲ့သဘော ဖြစ်သွားတယ်ပေါ့လေဒီလိုရေးခွေးဝေးရေးတုံးဆွေးရေးကိုရင်ဆိုင်လိုက်ရတဲ့အတွက်ပါကစ္စတန်ဘက်ကအတော်လေးကိုထိကန်နေပါတယ် ပါကစ္စတန်လူဦးရေ80ရာခိုင်နှုန်းလောက်ဟာဒီရေအရင်းမြစ်ကိုမိခိုနေရတယ်လို့တွေ့ရတယ်ပေါ့လေပြောမယ်ဆိုလို့ရှိရင်အိန္ဒုမြင့်ဝန်ဒေတာကရတဲ့ဒီရေတွေနဲ့ပါကစ္စတန်မှာစိုက်ပျိုးရေးတွေလုပ်တယ်စီးပွားအဖြစ်ဒါပြည်သူတွေကလှုပ်ကင်နေကြတာဖြစ်ပါတယ်ဒါကိုပိတ်လိုက်မယ်ဆိုလို့ရှိရင်လူဦးရေတော်တော်များများကိုထိခိုက်ကြမှာပါဒါစီးပွားရေးအရလည်းအာဒါထိခိုက်မယ်စာဝန်ညီရေးပါဒါထိခိုက်လာမယ်ပေါ့ဆိုတော့အိန္ဒိယကဒီပါကစ္စတန်ပိုက်တဲ့ဇလန်နဲ့ချီနယ်မြစ်ကြောင်းတွေမှာရေအားလျက်စစ် တိဆောက်ဖို့လေသူကပါကစ္စတန်ကက်ကွန်နေတဲ့ကြာကသူကအချင်းချင်းအကျိုးစားခဲ့တာလဲကျွန်တော်တို့တွေ့ရတယ်ပေါ့ပါကစ္စတန်ကိုရေရရှိမှုအားနည်းလာမယ်ဆိုရင်ပါကစ္စတန်ကဒီသူတို့ရဲ့ဒီအဘိဘအမျိုးသားလုံခြုံရေးဆိုင်ရာချင်းချောက်ခံရမှုဖြစ်တော့ဒါတစိုက်ကက်လာရင်တော့ပြင်းထန်တဲ့စစ်ပွဲတွေကိုဖြစ်လာနိုင်တယ်ပေါ့လေဒီကြားထဲမှာကုလသမားကအရင်လိုဂျောင်းဝင်ညှိနှိုင်းဖြစ်ရှင်းတာမျိုးမလုပ်ဘူးဆိုရင် အတိတ်ဒီချိန်မှာအတော်လေးကိုအဖြစ်ဆိုးဖြစ်နိုင်ွယ်တော့ရှိပါတယ် အိန္ဒိယဘက်ကကြည့်ရင်လည်းဒီအိန္ဒိယလူကြီးကဒိုးပွားနှုန်းကအတော်လေးကိုကြီးထွားနေတယ်ပြီးတော့စစ်မှုခုန်ပြိုးလာမှုနဲ့ဒီနိုင်ငံဒီမြောက်ပိုင်းမှာဆိုလို့ရှိရင်ဒါရေလိုအချက်ကလည်းအတော်လေးကိုရှိနေတယ်ဒါပေမဲ့အိန္ဒိယဘက်ကရေကိုလူကြီးဒိုးပွားမှုနဲ့ဒီလိုအချက်ဆိုတာတဲ့ဒါနိုင်ငံရေးလက်နက်အဖြစ်ရေကိုအသုံးပြုမယ်ဆိုလို့ရှိရင်ဒါကပါကစ္စတန်ဘက်ကအတော်လေးဒါဖိအားပေးရရောက်မှာပါဆိုတော့အိန္ဒိယနဲ့ပါကစ္စတန်ကြားကဆက်ဆံရေးကကက်ရှမီးယားဒီပြည်ထနာနဲ့ ရေအေးမြေပွားမှုနဲ့ပို့ပြီးတော့အာချုပ်ထွေတဲ့အခြေအနေဖြစ်ပါတယ်အဓိကနိုင်ငံချမ်းမာတိမမှုတွေကိုဖြစ်စေတာကတော့ဒီအကြမ်းဖက်မှုနဲ့နိုင်ငံရေးစီးပွားရေးအပြိုင်မှုတွေပါဝင်နေတာကိုတွေ့ရတယ်ဆိုတော့2008ခုနှစ်ကဒီမွန်ဘိုင်းမှာဖြစ်ခဲ့တဲ့ဒီအကြမ်းဖက်တိုက်ခိုက်မှုနဲ့2016ခုနှစ်ဒီပါတန်ကော့လို့ခေါ်တဲ့တိုက်ခိုက်မှု ဖြစ်စဉ်တွေမှာဒါကြီးမားတဲ့အကြမ်းဖက်မှုတွေဖြစ်ပြီးတော့မှာ ဒီကိစ္စတွေမှာပါကစ္စတန်ကဒီကြောထောင်းတော့ကပေးနေတယ်လို့တာအိန္ဒိယဘက်ကဒီအခိုင်အမာလုံးဝကိုပြောရတာရှိပါတယ်ဆိုတော့နောက်ပြီးဒီ line of control ထိန်းချုပ်နေမြေတခြားမှာဒီအပြန်လဲပြစ်ခတ်တာလဲဒါကလည်းရန်ဖန်ရကဖြစ်လေဖြစ်တာရှိတဲ့အတွက်နှစ်ဖက်သစ်ဆုံးမှုတွေကလည်းဒါရှိနေတဲ့အနေအထားမှာရှိပါတယ်နောက်ပြီးဒီလိုအငင်းပွားစရာတွေနဲ့တန်တမာရေးထိုက်ခိုက်မှုတွေကြောင့်ဒီအဒီလိုညေးပွားစတဲ့တန်တမာရေးထိခိုက်တာတွေကြောင့်နှစ်နိုင်ငံကုန်သွယ်ရေးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာလည်းတို့ကမရှိတဲ့လောက်ကို ရှာရှာဖြစ်သွားပါတယ်ဆိုတော့ပါကစ္စတန်ကတော့အိန္ဒိယနဲ့ကုန်သွယ်ရေးထက်တရုတ်နဲ့ကုန်သွယ်ရေးကစီးပွားရေးဆောင်ရွက်တာပို့ပြီးတော့သူတို့ကတရုတ်နဲ့ပို့ပြီးတော့မှအလေးပေးတယ်လို့ပြောရမှာပေါ့ဆိုတော့တရုတ်ကလည်းပါကစ္စတန်နဲ့ဒီ China Pakistan Economic Corridor ဆိုတဲ့ဒီ CPEC ဆိုပြီးဒါပူးပေါင်းဆောင်ရွက်တာတွေရှိနေပါတယ်ဆိုတော့ဒီတော့အိန္ဒိယဘက်ကလည်းပါကစ္စတန်နဲ့တရုတ်ကိုအားပြိုင်ဖို့အတွက်ဒီအိန္ဒိယနိုင်ငံတွေနဲ့ဆက်စပ်ရေးကိုတွန်းပြပြီးတော့ဒီစီးပွားရေးချစ်တွင်ဖို့စူးစမ်းနေတာလည်းရှိပါတယ် ိန္ဒိယနဲ့တရုတ်အကြားမှာနေမင်းအငင်းပေါ်တာတွေအတွက်တရုတ်ကပါကစ္စတန်ကိုပို့ပြီးတော့မှဒါပူပေါင်းဆောင်ရွက်တာတွေရှိပါတယ်။ဒါအိန္ဒိယနဲ့လည်းတရုတ်နဲ့ကလည်းအာနေဆက်ပြဿနာအငင်းပေါ်မှုတွေကလည်းရှိတာပေါ့။ဆိုတော့တရုတ်ကလည်းအာဘယ်လိုပဲဖြစ်ဖြစ်တော့သူကအိန္ဒိယနဲ့မတည့်မတူတော့ဒီတပါကစ္စတန်ကတော့သူကမဟာမိတ်ဖြစ်တော့ဒါသူကပူပေါင်းမှာပဲလေ။ဒါတော့အာတရုတ်အတွက်မဟာဗျူဟာအိန္ဒိယကိုထိုးနှက်မဲ့ဒါမဟာဗျူဟာတစ်ခုလည်းဒါဖြစ်နိုင်ပါတယ်။ဆိုတော့ အိန္ဒိယကလည်းဒီအင်အားကြီးဖြစ်တဲ့ဒီအမေရိကန်နဲ့တနင်္မာရေးဆက်ဆံရေးအကောင့်နေတာကြောင့်ဒီအိန္ဒိယနဲ့ဒီပါကစ္စတန်ကျမ်းမှာတနင်္မာအားပြန်ရေးကလည်းရေးပါတဲ့အရာတစ်ခုပါဒီနောက်ဆုံးပြောရမယ်ဆိုလို့ရှိရင်အိန္ဒိယနဲ့ပါကစ္စတန်ကျားကဒီဆက်ဆံရေးဟာဆိုလို့ရှိရင်ဒီကက်ရှမီးယားပြည်ထနာ ဖြစ်တာကဒီအကြမ်းဖက်တာတွေရေးရင်းအမြင့်အငင်းပွားတာတွေနဲ့ဒီစစ်ရေးပြည်ဆင်တာတွေကနှစ်နိုင်ငံကျားမှာဆက်ဆံရေးကိုဆက်ပြီးတော့ ဒါထိခိုက်နိုင်မယ်လို့ဒါပြောလို့ရတယ်ဒီကက်ရှမီးယားဒေသမှာရှိတဲ့ဒီတီအာအဖွဲ့ရဲ့ဒီဒီအစ္စလာမစ်စစ်တေကြောတဲ့နယ်ပူပေါင်းတိုက်ခိုက်တာတွေအတွက်ဒါနှစ်ဖက်နိုင်ငံစလုံးမှာဒါလုံခြုံရေးအရလူထုထိခိုက်မှုကဒါစိုးရင်ချက်တွေတော့သူတို့မှလည်းရှိပါတယ်ဆိုတော့ပြောရရင်တော့အနာဂတ်မှာဒီကက်ရှမီးယားကိစ္စနဲ့အငင်းပေါ်ဖွေရမရှိတဲ့ဖြစ်ချင်းချင်းမမတွေ့မရှင်းဒါမှမဟုတ်လို့ရှိရင်ဒီပုံမှန်380ရုပ်တင်လိုက်တဲ့ရုပ်တင်လိုက်တဲ့ကိစ္စမှာဒီပါကစ္စတန်ပေါ်မှာဒါစိုးရင်ချက်တွေဟိုဖြစ်ရှင်း မဖြစ်ရှင်းတရတော့အဲ့ဒီကက်ရှမီးယားဒေသမှာဒီအကြမ်းဖက်မှုတွေကမကြာခဏဆိုလို့ပေါ်နေမှာပါဇာအိန္ဒိယဘက်ကလည်းဒီပါကစ္စတန်ပေါ်မှာဖိအားအမျိုးမျိုးတွေပေးနေခဲ့မှဆိုရဲအဲ့ဒီအကြမ်းဖက်မှုတွေကိုတော့ဒါပါကစ္စတန်ဘက်ကလည်းဆက်ပြီးထောက်ပံ့ပေးနေမယ်လို့ဒါမလင်းမသိပြောလို့ရပါတယ်ပြောချင်တာကအိန္ဒိယဘက်ကသာဒါကိုနိုင်ငံရေးနည်းလမ်းနဲ့မဟာဗျူဟာချက်ချမဖြစ်ရှင်းနိုင်ဘူးဆိုလို့ရှိရင်ပါကစ္စတန်ဘက်ကလည်းတုံ့ပြန်မှာကိုဒါပြောချင်တာဖြစ်ပါတယ်